ဟုတ်ကဲ့နောက်တစ်ခုကလည်းဒီကြောက်ဖြူမျိုးနေအတွင်းကဒီဒေတာခန်တွေဟိုရွှေ့ပြောက်လာကြတဲ့ဒေတာခန်တွေပေါ့နော်သူတို့အနေနဲ့လက်တလုံးမှာဆိုရင်ဘလိုမျိုးဟိုအရေးကြီးတဲ့ဟိုဒီလိုအပ်ချက်တွေရှိနေလဲပေါ့နော်အစာတောက်တို့ဆေးဝါးတို့ပေါ့နော်အဲ့လိုမျိုးအနေထားတွေဘလိုမျိုးစင်ခေါ်မှုတွေရှိနေလဲအရေးပေါ်လိုအပ်ချက်တွေကဘာတွေရှိနေလဲကိုအခုတိရတလောက်ပြောပြပေးပါဦးဟုတ်ကဲ့အရေးကြီးတဲ့ဘာလိုအပ်ချက်တွေရှိနေသလဲဆိုတော့ အဲကျွန်တော်တို့ဟိုခေါင်းကနေခြေဖျားအထိပေါ့နော်အကုန်လိုအပ်တယ်ဗျဆိုတော့ကျွန်တော်တို့အဲဟိုတချို့ဆိုရင်ကျွန်တော်တို့အဝတ်တွေကိုတခုနဲ့ကျွန်တော်တို့ထွက်လာရတဲ့လူတွေရှိတယ်အဲတချို့ကငိုကလေးကနေဘာမှမရှိတဲ့အရန်ကိုဒါဆင်းရဲမှန်းပါကြတဲ့ပြည်သူတွေဖြစ်ပါတယ်ဆိုတော့သူတို့မှာကျွန်တော်တို့ဟိုအခုကတော့ဒါအတိုင်းအတာတစ်ခုလုံခြုံရေးနေရာကိုရောက်သွားပြီဒါပေမဲ့မနေ့ကဖြန်ကလေးကငိုနေပြီပေါ့နော်မနေ့ဖြန်အိုးထဲမှာချက်မဲ့ဆန်ကမရှိသေးဘူးဆိုတော့ဒီစားရဲတောက်ရဲကိစ္စပြဿနာတွေ အခုကကျွန်တော်တို့ဒီမိုးဟိုရာသီဥတုဒဏ်တွေကိုခံနိုင်ဖို့အတွက်ကျွန်တော်တို့ကအာဟိုလေကွင်းပြင်မှာကျွန်တော်တို့အိပ်ဖို့ဆိုတဲ့ဟာကလည်းကျွန်တော်ကမဖြစ်နိုင်ဘူးဆိုတော့ဒီအရေးပေါ်ကျွန်တော်တို့အဆောင်အောင်လိုအပ်ချက်တွေကျွန်တော်တို့ရှိတယ်ဟိုကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီတာသနိကအဆောက်ဦးဘာသာရေးအဆောက်ဦးတို့အဲနောက်ဘုရမတခြားဒီစာတင်ကြောင်းတို့အဲနောက်ဘုရမဒီတခြားတော့အဆောက်ဦးတွေထဲမှာကျွန်တော်တို့လူတွေကိုစုပြုံပြီးတော့မှအဲ့ဒီမှာထားဖို့ဆိုတဲ့ဟာကလည်း လက်ရှိရခိုင်မှာဖြစ်နေတဲ့အနေထားတွေအရအဲ့ဒီဒီဟိုစစ်ဆောင်တွေတာမန်ပြည်သူတွေနေတဲ့နေရာတွေကိုဟိုဟိုပြစ်မှတ်ထားပြီးတော့မှတိုက်ခိုက်နေတဲ့ဟာတွေဘုံကျင်းနေတဲ့ဟာတွေရှိတော့အဲအဲ့ဒီအဆောင်တွေမှာအာနေဖို့ဆိုတဲ့ကိစ္စကလည်းအမတမဟုတ်အန်ဒီများတာပေါ့နော်ဆိုတော့ဒီအဆောင်လိုအချက်ကလည်းတော်တော်လေးကိုကြီးမားပါတယ်နောက်တစ်ခုကဆေးဝါးလိုအချက်ပါကျွန်တော်တို့ကနာမကျန်းနေဖြစ်နေတဲ့လူတွေပါလာတယ် အဲဆေးဝါးတွေကလည်းကျွန်တော်တို့ဟိုဆေးဝါးတွေကလည်းလက်နက်သဖွယ်အသုံးပြုခံရပြီးတော့မှအာပိတ်ဆို့ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီဆေးဝါးရရှိနိုင်မှုဆေးကူသားမှုရရှိနိုင်မှုအနေထားတွေကလည်းတော်တော်လေးကိုခက်ခဲရှိတယ်ဗျအဲနောက်တစ်ခုကဆန်ကားတော့ရှိပြီထားလိုက်ပါတော့အာဟို6ထဲကိုဆင်းပြီးတော့မှ ငါးစာဖားစာလို့ရပြီးထားလိုက်ပါတော့ကျွန်တော်တို့မှာချက်မဲ့ပြုံးမဲ့ဦးဦးတို့အဲတော့ဘုရောမှာဒီဟိုမီးသွေးတို့ထင်းတို့စသဖြင့်ပေါ့နော်အခြေခံကျွန်တော်တို့ဒီအိမ်သုံးပစ္စည်းတွေလည်းအာအရန်ကိုလိုအပ်နေတာကိုကျွန်တော်တို့တွေ့တွေ့တယ်အာအဝတ်ထည်စာအဝတ်ထည်တွေလည်းကျွန်တော်တို့လိုအပ်တာတွေ့တယ်အဲနောက်သူဟိုတခြားပေါ့နော်ကျွန်တော်တို့ဒီ ကလေးဆိုရင်ကျွန်တော်တို့အနီးကအဆပေါ့နော်ကျွန်တော်တို့ဒီတချို့မိခင်တွေကနှုတ်မထွက်ဘူးဗျကလေးတွေကိုကျွန်တော်တို့နှုတ်မှုတွေပါတယ်အဲလိုအပ်တာတွေကျွန်တော်တို့တွေ့ရတယ်အာဆိုတော့အထူးသဖြင့်အဲ့လိုမျိုးဒီဟိုလာသားရွေကလေးတွေမတန်စွန်းနေအဲစသဖြင့်အဲ့လိုမျိုးဒီလူတွေအတွက်လည်းဒါအထူးတလေလို့အချက်တွေကျွန်တော်တို့မြင်ရတယ်နောက်တစ်ခုကတန့်ရှင်းတဲ့ရေတောက်သုံးရေရရှိနိုင်မှုပေါ့နော်သုံးရေရရှိနိုင်မှုအိမ်သားအစရှိတဲ့အခြေခံလိုအပ်ချက်တွေအကုန်လုံးက အာလိုအပ်ချက်တွေရှိနေတယ်ဆိုတဲ့ဟာကိုတွေ့ရပါတယ်။ဒါကြောင့်လဲဆိုကျွန်တော်အစောပိုင်းကပြောသူလိုမျိုးပဲဒီဒေတာကအာဟိုဟိုဟိုတိုက်ပွဲဖြစ်ပေါ်နေတဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဟိုနိုင်ငံတကာအကူအညီတွေလည်းကျွန်တော်တို့အာအာဟိုအကန့်အသတ်တွေဂျားထဲမှာအလလိုရတဲ့ခါကျတော့သူတို့ရဲ့အကူအညီတွေလည်းမရောက်လာသလိုဟိုတခြားဒီဒေတာခံအဖွဲ့အစည်းတွေအနေနဲ့ကလည်းလုံးဝကန်ရတာတော်တော်လေးကိုအကျက်အတည်းမှရှိပါတယ်